ကျွန်တော်တို့လုပ်တဲ့အလုပ်ကအင်မတန်ရှင်းပါတယ်ကျွန်တော်တို့ကတိုင်းပြည်ကိုပြောခဲ့တဲ့အချိန်လုံးဝလွတ်လပ်ရေးကိုကျွန်တော်တို့ရအောင်လုပ်မယ်ဆိုတဲ့အချိန်အဲ့ဒီလုံးဝလွတ်လပ်ရေးကိုကျွန်တော်တို့ဆုံးဖြတ်ခဲ့ဒီလုံးဝလွတ်လပ်ရေးကိုအဲဆုံးဖြတ်ပြီးတဲ့နောက်ကျွန်တော်တို့ဒီတိုင်းပြည်ကိုကျေညာထားတဲ့အချိန်တစ်နှစ်သွင်းအဲလုံးဝလွတ်လပ်ရေးရအောင်လုပ်မယ်ဆိုတာလည်းပဲကျွန်တော်တို့လုပ်နေရအဲ့လိုကြိုးစားမယ်ဆိုပြီးကျွန်တော်တို့လုပ်ဒီလိုလုပ်နေတဲ့အချိန်ကျွန်တော်တို့လုပ်တဲ့လုပ်ငန်းကအောင်မြင်မလဲမအောင်မြင်ဘူးလားစအခုနဲ့ကဘာမှမပြောနိုင်သေးဘူးဘာဖြစ်လို့လဲဆိုရင် အချိန်နေလိုပါသေးတယ်လုံးလုံးလုံးနေတဲ့လုပ်ငန်းတွေမှာပြီးသေးပါပြီးလာတဲ့တနေ့ပဲခင်ဗျားတို့မြင်လာတဲ့တနေ့ပဲကျုပ်တို့လုပ်ငန်းတွေကအောင်မလားမအောင်မလားဆိုခင်ဗျားတို့မြင်နိုင်ပါပဲအဲ့တော့ခုနေကံမဲ့ကျွန်တော်ပါမစိတ်ပြီးတော့ကကြီးကြဲကြဲတော့မနေလိုပါဘူးအဲ့ဒီလိုလွတ်လာရင်ရအောင်တို့တို့ကလုံးတဲ့နေရာမဲ့အလွယ်ဆုံးအကောင်းဆုံးအေးဆုံးကြီးကိုကျွန်တော်တို့ရှားတယ်အဲ့ဒီလိုရှားတာကိုကျုပ်တို့ကဘာပြစ်ပြောစရာခင်ဗျားတို့ရှိတယ်လဲအလွယ်ဆုံးအေးဆုံးအကောင်းဆုံးနေ့တွေနဲ့ ကျွန်တော်တို့လွတ်လပ်ရေးကိုရအောင်ရှာတဲ့နေရာမှာဗရူတွေကဘာပြုတ်ထုတ်ထုတ်ကိုအပြစ်တင်နေရတာလဲကျွန်တော်တို့ပမာပြည်မှာပေါ်ခဲ့တဲ့နိုင်ငံရေးဖွဲ့တွေကျွန်တော်တို့ပမာပြည်မှာပေါ်ခဲ့တဲ့နိုင်ငံရေးကောင်းဆောင်တွေအလုံးကိုတယောက်စီတယောက်စီခမရတို့စိတ်ကူးတဲ့မဲ့စင်ပြီးတော့ကမာတိကံစင်ပြီးစင်စားကြည့်သမ်းပါဟုတ်လားဘယ်လိုလူသားတွေလဲဘယ်လိုအဖွဲ့လဲဆိုတာခမရတို့အဲ့ဒီခါမှာပြေကျွက်လာတယ် အခုနဲ့ကံပဲကျုပ်တို့ကအစိုးရလုံနေတဲ့အချိန်ကမျိုးဖြစ်ဟုတ်လားဘယ်အစိုးရမှလည်းကျွေးခြင်းမရှိတဲ့အစိုးရလည်းမရှိဘူးတို့တော့လည်းတိမ့်ပြီးအပေါ်မဲ့စေတနာရှင်းရှင်းထားပြီးတော့ကတစ်စင်းနဲ့တစ်စင်းကျွန်တော်တို့လုံလာတဲ့လုပ်ငန်းကတိုးတက်လားမတိုးတက်ဘူးလားဆိုခင်ဗျားတို့ပြန်ကြည့်ပါဒီတော့ကလွတ်လပ်ရေးဆိုလို့ခင်ဗျားတို့ကိုကျွန်တော်ပြောပြအောင်လွတ်လပ်ရေးဆိုတိုင်းပဋိသေသပင်မြေကမပေါက်နိုင်ဘူးဆိုတာကိုခင်ဗျားတို့ကိုကျွန်တော်ရှင်းခဲ့ ။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ခင်ဗျားတို့စိတ်ချဲမဲ့လူနာရေးရတော့မဲဆိုလို့ရှိရင်ဟုတ်လား။စိတ်ကူးကလည်းနဲ့စိတ်ကူးကြလဲဆိုရင်မတေတာပင်ကြီးချက်ချင်းပေါက်လာတော့မလို့၊နေချင်းညာချင်းပေါက်လာတော့မလို့ခင်ဗျားတို့အဲခြေညက်တဲ့လူတွေများရဟုတ်လား။တချို့ကလည်းပဲအာလွတ်လပ်ရင်းရပြီဆိုပြီးတော့ဘာလို့ကျင်လဲဆိုတော့ကကျွန်တော်တို့အရင်တကာတုန်းကတွေ့ခဲ့တာဟိုဒါဂျပန်ခေတုန်းကဂျပန်ခေဗမာလွတ်လပ်ရေးပေါ့ခရီးစုစီဗမာလွတ်လပ်ရေးတုန်းကအဲ့ဒီတုန်းကဆိုလို့ရှိရင် ဒီနာရင်ရပြီဆိုပြီးတော့ဟလာဟင်္ဒရနယ်ဘက်မှာကျွန်တော်တွေ့ခဲ့ဘာတွေ့လဲဆိုလို့ရှိရင်လက်မပေါ်မဲ့စီးလှမ်းအာလူနာရင်ရပြီกว่าဆိုပြီးတော့ဟိုလူတကာသွားတဲ့လက်မပေါ်မဲ့ထွက်ပြီးတော့စီးရီချမ်းအဲ့တော့ကဒီလမ်းတော်လမ်းတော်လုတ်တဲ့လူတွေအတော်ခွာကြအဲ့ဒါဟာလူနာရင်မဟုတ်လူနာရင်ဆိုတဲ့အသိပဲကဘာလဲလူနာရင်ဆိုတာဟာကိုတူတူတယောက်ကောင်းစားဖို့ဖြစ်စေတစ်မျိုးလုံးကောင်းစားဖို့ဖြစ်စေလုတ်တဲ့နေရာမဲ့တခြားတူတူတယောက်ရဲ့အကျိုးကိုမထိခိုက်ဘဲနဲ့ဟလား တခြားလူတွေရဲ့အကျိုးကိုမတိကြိုက်ဘဲနဲ့လွတ်လွတ်လပ်လပ်ကိုယ်တိုးတက်မှုတက်လုံနိုင်တာလွတ်လပ်ရည်ပဲအဲတခြားလူမျိုးတခြားလူတွေအဲရဲ့အကျိုးကိုမတိလို့ရှင်အနောက်ချက်မရှိကြောက်တိုင်းပြည်တပြည်လုံးရဲ့အကျိုးကိုမတိကြိုက်ဘူးတခြားလူတွေရဲ့အကျိုးကိုမတိကြိုက်ဘူးဆိုရင်ခမရလွတ်လွတ်လပ်လပ်လုံနိုင်တဲ့အခြေအနေရှိရသို့သောလည်းပဲသူများငကရဲ့လွတ်လပ်ရည်ကိုသွားနှောင့်ရှက်တဲ့လွတ်လပ်ရည်လွတ်လပ်ရည်ကိုမဟုတ်အဲ့ဒီကဘာလဲဆိုရင် license code ဒါရန်ကမှုရန်ကမှုများဖြစ် ဒီတော့လွတ်လပ်ရေးဆိုတဲ့အတိတ်ပဲဟာစီးမဲ့ကမ်းမဲ့သဘောမျိုးမဟုတ်စီးနဲ့ကမ်းနဲ့သဘောမျိုးတာလေဖြစ်စီးနဲ့ကမ်းနဲ့ချိန်မှသားနဲ့လွတ်လပ်ရေးဆိုတာလည်းပဲဖြစ်နေအဲ့တော့လွတ်လပ်ရေးဆိုတာကိုကျွန်တော်တို့ရတဲ့ခံမဲ့နားလည်မှာကငါတို့တိုင်းပြာပိုးပြီးစီးကမ်းရှိဖို့လိုတယ်လာလွတ်လပ်ရင်ရအောင်လဲငါတို့တိုင်းပြည်လွတ်လပ်ရင်ရအောင်လဲပဲစီကန်းရှိချင်းနဲ့လောက်ရမယ်အဲ့ဒီလိုအားဖြင့်စီကန်းသဘောတွေနားလည်ပြီးအလုတ်စီးနဲ့ကန်းနဲ့အလုတ်လုတ်တမ်းမှလွတ်လပ်ရင်စာကိုခင်ဗျားတို့တကယ်ရ ရင်နောက်ပြီးတော့ဒီလွတ်လပ်ရင်ရတဲ့ခံမဲ့လွတ်လပ်ရင်ရတဲ့အခွင့်အရေးတွေရလွတ်လပ်ရင်ရတဲ့ခံမဲ့ခင်ဗျားတို့အခွင့်အရေးတွေပိုရတာလည်းရှိအခွင့်အရေးတွေပိုရတယ်လို့ပဲတာဝန်တွေမှာလည်းပိုးလာလိမ့်မယ်ဘယ်လိုတာဝန်တွေပိုးလာလိမ့်မလဲဆိုရင်ဒီတိုင်းပြည်ကိုအင်္ဂလိပ်ကအုပ်ချုပ်နေတဲ့အခါတုန်းက ဒီမမပြေကိုကာကွယ်ဖို့တာဝန်ကအင်္ဂလိပ်အစိုးရရဲ့တာဝန်သာဖြစ်တယ်။သို့တော်လည်းဒီမမပြေကိုကျုပ်တို့လွတ်လပ်ရေးရတဲ့အခါမှာကျုပ်တို့မမတွေကဒါလင်မမပြေကိုကာကွယ်မယ်တာဝန်ကအဓိကဖြစ်တယ်။ဒါတော့အရင်တုန်းကလို့ကျွန်တော်တို့အေးစိစိနေလို့မဖြစ်နိုင်တော့ကျုပ်တို့တိုင်းပြည်စိုးရလုတ်တဲ့လူတွေကတိုင်းပြည်ကာကွယ်ဖို့အတွက်အမပြေမင်းစစ်သားတွေနဲနေတယ်ဆိုလို့ချင်းအမအတိုင်းမမအတိုင်းဟလာအွေရောက်တဲ့လူမှန်နှမြတ်ကျမ်းမာတဲ့လူမှန်နှမြတ် စစ်မှုမတန်းမနေရဆိုပြီးတော့အတင်းဥပဒေနဲ့နေပြီးတော့စစ်ထဲမှာဖဲရလို့ဟဲ့ဟလာအဲ့ဒါမျိုးတွေလောက်တန်လောက်ရလို့ဟလာနှစ်တန်နေသုံးနှစ်တန်နေဝင်ပြီးတော့စစ်ထဲမှာလောက်ရမယ်လောက်ပြီးတဲ့နောက်စစ်ဖြစ်တဲ့ခါမှာစိန်လဲဝင်တိုက်ရမယ်စခဏတိုက်ချင်းတိုက်ချင်းမတိုက်ချင်းမတိုက်ချင်းအဲ့ဒါဝင်တိုက်ဟလာအဲ့ဒါကလည်းတာအဝံမဲ့ကလူလာရင်ရတဲ့အခါဖြစ်မဲ့တာဝန်မျိုးပဲလူလာရင်ရတဲ့အခါဖြစ်မဲ့တာဝန်မျိုးပဲအဲ့ဒီအတိုင်းပဲကျွန်တော်တို့ဒီတိုင်းတွေကိုလွတ်လပ်တဲ့အခါမှာ အဖြစ်ချင်တာတွေပေါ်မယ်ပြီးပြီးတော့ခင်ဗျားတို့အလုံးမလုံးပဲတော့ဖြစ်မှာမဟုတ်ဘူးဆိုတာကကျွန်တော်ပြောချင်ဟုတ်လားအလုံးမလုံးပဲမဖြစ်ဘူးဟုတ်လားအဲ့တော့ကအေးပြီးလာမယ်အခုဒီစစ်ကြီးပြီးတဲ့အခါမှာအင်မတန်ပဲဝဲဝဲနေဆိုအရင်တုန်းကတော့သူ့တိုင်းပြည်ကထွက်တဲ့ဂုံကသူ့တိုင်းပြည်ကိုသွင်းတဲ့ဂုံနဲ့သာပေါင်းများစွာပိုးတယ်ပိုးတဲ့အတွက်လည်းသူတို့တိုင်းပြည်မှာတော်တော်ပဲဝင်ငွေတွေမြောင်းမြောင်းရပြီးတော့သူတို့တိုင်းလူပြည်သားတွေကို အဲတော်တော်လေးထောင်းထောင်းလဲလဲပြည့်အောင်သူထားနိုင်တယ်သို့တော်လည်းဒီစစ်ကြီးပြည့်တဲ့နောက်အင်္ဂလိပ်စိုးရပို့မယ်ဆိုရင်ဒီနိုင်ငံသားပဲသူတို့ရှိနေတဲ့အဲငွေပင်ငွေရင်းစိုက်ထားတဲ့လုပ်ငန်းတွေစအမေရိကန်ကိုရောက်ပြတာဒီလောက်ပဲဖြစ်နောက်ပြီးကျွေးလည်းပဲအဲတော်မြောက်ကိုတင်တယ်ဂရေ1500လောက်တင်တယ်ဂရေရွှေတင်းကဂရေ1000တန်းပေါင်း1500လောက်ကတင်တယ်ထင်တယ်အဲ့ဒါမျိုးပြင်ဟဲ့နောက်ပြီးတော့ဒီ အာသူတို့တိုင်းပြည်မဲ့ရှိတဲ့အဲပစ္စည်းတွေရလည်းပဲတော်ပဲပုံသွားတယ်ကိုယ်လုံးနဲ့မကဘူးအခုနဒီအဲနိုင်ငံသားကုန်ကူးတဲ့နေရာမှာအဲဖက်ကုံကဝင်ကုံနဲ့အများကြီးနေနေအဲဒီတော့ကအခုဒီစစ်ပြီးတဲ့အခါမှာရှေးကငကိုချေကိုအမြန်ဆုံးပြန်ရအောင်ဆိုပြီးလိုက်အမြန်ဆုံးပြန်ရအောင်ဆိုပေမဲ့တနေ့ထက်နဲ့မရဘူးတနေ့ထက်နဲ့မရဘူး၄၅၆နှစ်9နှစ်10နှစ်9နှစ်10နှစ်စရမယ် အဲ့လိုကိုသူတို့လောက်ရမယ်အဲ့လိုကြောင်းနေကြောင်းသူတို့တော့ကိုပဲစီပွားရခြင်းနေမယ်ထိကြိုက်နေတော့ကဟုတ်လားငကိုခြင်းနေကိုဒီငါ၁၀ခုနှစ်သူတို့အမြန်ဆုံးပြန်ရောက်နိုင်အောင်ဆိုပြီးတော့သူတို့ဘာကြိုးစားနေတလဲအင်္ဂလိပ်ပြည်မဲ့ထွက်တဲ့ပစ္စည်းအင်္ဂလိပ်ပြည်မဲ့လုံတဲ့ပစ္စည်းတွေကိုအင်္ဂလိပ်တွေမဝယ်နိုင်ဘူးမဝယ်ရဘူးဘာပြုလို့လဲ ဥပမာအဖို့ထဲအင်္ဂလိပ်ကြီးကလှုပ်တယ်အဲ့ဒီလှုပ်တဲ့အဖို့ထဲကိုဟုတ်လားအင်္ဂလိပ်ကြီးကလှုပ်ပေမဲ့အင်္ဂလိပ်လူမျိုးတွေကိုတစ်နှစ်ကို20 30နဲ့အသရှိတဲ့အားဖြင့်လိုတလောက်တဲ့ပို့ပြီးမဝတ်ရအောင်ကော်ပွန်စရာတွေပေးပြီးတော့ဆိုင်နေမယ်ရောင်းအဲ့ဒီကော်ပွန်ရမှဝင်နိုင်တယ်အဲ့တော့ဒီလိုဝင်နိုင်တော့ကအဲ့ဒီလိုပေးပြီးတော့ကအဲရောင်းတယ်အဝယ်ခိုင်းတယ်အဲ့ဒါပူရော်ရီမန္တမြတ်ကို ဘာလို့လဲဆိုရင်နိုင်ငံသားထုတ်ပြီးရောင်းနေဟုတ်လားနိုင်ငံသားကတကဘီလကိုတွင်းတဲ့ပစ္စည်းတွေကြတော့လဲပဲဟုတ်လားနိုင်ငံသားနေပြီးဘီလကိုတွင်းတဲ့ပစ္စည်းတွေကြတော့လဲပဲအဲအရင်ကလို့အရင်မဲ့အရင်ကလို့အသွေးမထိုင်မဲ့ကျော့ကျော့ပေါ့ပေါ့တွင်းပြီးတဲ့နောက်ဟုတ်လားအဲနိုင်ငံသားတွင်းတဲ့တချို့ကုန်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ခွေကြီးသားသားအရင်ကတည်းအများကြီးလျှော့ပြီးအုံခိုင်း သူတို့စီမဲဆိုရင်ကြီးကပေါင်မုံဟလားဒါရဲပေါင်မုံနဲ့အခုပေါင်မုံနဲ့ဆိုရင်အခုအကာမဲအင်မတန်ကိုလျှော့ပြီးဒါနေရတဲ့အချိန်ကမျိုးဒါရဲဒီလိုခြေတာပြီးကုနယ်ကမဲဒီလိုလုံမလောင်၄၅၆နှစ်9နှစ်10နှစ်အသက်အဲ့လိုရှိလာတဲ့ခါကြမှာအင်္ဂလိပ်ကြီးကအရင်ငကိုခြေကိုပြန်ရနိုင်ဖို့ကြောင်းရှိဟလားအဲ့ဒီလိုမဟုတ်ပဲနေမယ်ဆိုလို့ရှိရင်တော့သူတို့မရနိုင်အဲ့ဒီတော့ကဒီလို တိုင်းပြည်ကြာနာနာဖြစ်အောင်ထူထောင်အောင်ဆိုရင်အင်္ဂလိပ်ပြည်အားလည်းပဲလွတ်လပ်တဲ့တိုင်းပြည်ဖြစ်ပင်ပြင်ရတော့လဲအလုံလောက်ရတယ်ဆိုတော့ကိုခင်ဗျားတို့သိသိချင်းအဲ့ဒီတိုင်းမှာဆိုဗီယက်ဂျူနီယံဆိုတဲ့တိုင်းပြည်ကဒေါ်လန်ရည်ဖြစ်ပြီးတဲ့နောက်ပထမရှေးဥစားစစ်တော်တင်မဲ့ဝါကွန်မြူနီစင်ခေါ်တာဟလာဒီစစ်တော်တွင်းမဲ့လောက်တဲ့ကွန်မြူနီစနစ်ဆိုပြီးတော့လောက်အဲ့ဒီပြီးတဲ့နောက်စစ်ပြီးတဲ့ကံမဲ့ new economic policy ကိုရက်လာဒီစီးပွားရေးစနစ်တမိုးသဘောတမျိုးနဲ့နေပြီးလောက်အဲဒီလိုလောက်ပြီးတဲ့နောက်မှာတခါငါနစ်စီမံကိန်းတွေဆိုပြီးတော့ငါနစ်စီမံကိန်းတွေဆိုပြီး junior မြေလောက်ခဲ့အဲလိုငါနစ်စီမံကိန်းတွေပထမစီမံကိန်းလုပ်တဲ့အခါတုန်းကဒီတနိုင်ကလုံးရဲ့ခြေနေအားလုံးကိုဂျုံကြည့်ပြီးတော့တတိုင်းတပြည်လုံးရဲ့ကောင်းဖို့ပေါ့ အမြဲတမ်းကောင်းဖို့ကိုရှေးရှူကြည့်ပြီးတော့လောက်ရတဲ့အာဖြစ်တဲ့အတွက်လူတွေဟာစားတင်တိုင်းပထမမစားရဘူးဝတ်တင်တိုင်းမဝတ်ရဘူးနေတင်တိုင်းမနေရအဲ့ဒီလိုဖြစ်ရတယ်ဟုတ်လားပြီးတော့ကျွန်တော်တို့တိုင်းပြည်ကိုပြန်လည်ထူထောင်ကြမယ်ဆိုလို့ရှင်လည်းပဲ National Planning ခေါ်တဲ့အဲ့လိုစီမံကိန်းမျိုးတွေနဲ့မလုံထဲနဲ့အေးဒီနေ့မှာကျွန်တော်တို့တိုင်းပြည်မကြီးပွားနိုင်ဘူးမထူထောင်နိုင်ဘူးဆိုတာခင်ဗျားတို့သတိရှိကြည့်နော်ဟုတ်လားအဲ့ဒီလိုက အသေးသားပင်မြေက ပေါက်လာမှာမဟုတ်ဘူးအသေးသားပင်ပေါက်အောင်ဆိုရင်ကျွန်တော်တို့အလုံးလုံးမှပေါက်ပါသားခင်ဗျားတို့နားလည်သိနေအဲ့တော့လွတ်လပ်ရေးရပင်ရညာတော့လေလွတ်လပ်ရေးကလွတ်လပ်ရေးရတဲ့အခါမှာကြောက်ရွံ့လာမဲ့တိုင်းသူပြည်သားလူများအလုံးရဲ့ဒါဝန်တွေကိုကျွန်တော်တို့ကမထမ်းဆောင်ခြင်းမှုဆိုရင်ခင်ဗျားတို့ရတဲ့လွတ်လပ်ရေးဟာခဏရပြီးတော့လက်ပြင်ကတခြားလက်ပြန်ပါသွားမှာပဲစာခင်ဗျားတို့သိသိနေဟဲ့ဒီတော့ အဲ့ဒီလွတ်လပ်ရေးရတဲ့အခါမယ်ကျွန်တော်တို့ခုနစီမံကိန်းအမျိုးမျိုးနဲ့လောက်တောင်မှအနည်း20လောက်ကျွန်တော်တို့တကားရင်ရင်ဘောလပြပြောတကားရင်ရင်ပြောတယ်ဆိုတာကဒီတကားလက်ရင်ရင်ပြောမှလူတွေကမှတ်မိဟုတ်လားတကားရင်ရင်ဆိုရင်တော့အတော်ကိုပြည့်အောင်ကြိုးစားနိုင်မှလုံနိုင်မှအဲ့ဒါအတော်ကိုကုန်းလုံနိုင်မှကြုံလုံနိုင်မှအနည်း20လောက်ရှိတဲ့အခါကျမှတော်ခါကြမယ် ပြီးတော့ကျွန်တော်တို့ကတကားတဲ့၃ညကစပြီးအကုန်လုံးပြန်ပြီးတော့ကအုတ်မြစ်ချပြီးအလုပ်လုပ်ရမှာဆိုတော့ကျွန်တော်တို့ကတခြားနိုင်ငံတွေကခြီလန်းတလန်းလိုက်ရင်တခြားလွတ်လပ်တဲ့နိုင်ငံတွေကခြီလန်းတလန်းလိုက်ရင်ကျုပ်တို့ကခြီလန်း၄50လန်းလိုက်နိုင်မှအဲဒီလိုလိုက်နိုင်တဲ့အခါကျမှနောက်10နှစ်အနည်း20တန်ပြီးအားဖြင့်အဲလိုဓာတ်တူညီတူဖြစ်သွားတယ်ဓာတ်တူညီတူမဖြစ်သမျှကာလပတ်လို့ဒီတိုင်းပြည်ကြီးကလွတ်လပ်တယ်ဆိုပေမဲ့ ဟိုလူလည်းပဲမြင်ရတဲ့အခါမျက်နှာချိုးသွေးရဒီလူမြင်နေမြင်ရတဲ့အခါလည်းမျက်နှာချိုးသွေးရဖာတဲ့လူနိုင်ငံမျိုးဖြစ်နေပါပဲစာခင်ဗျားတို့အစီအစဉ်တန်းလို့အာမမရှိသေးတော့အဲ့ဒါလိုပဲဖြစ်နေပါပဲဗျဟုတ်လားအဲအဲ့ဒီတော့ကအင်မတန်ကျွန်တော်တို့တကယ်တော့ကိုကျွန်တော်တို့တိုက်ပြင်မယ်ရှိတဲ့လူတွေစီစီယုံယုံနဲ့ရှိပါမှဟုတ်လားဖာတဲ့သဘောမျိုးနိုင်ငံမျိုးမဖြစ်ပဲနေဟဲ့အဲ့ဒီတော့က <laughs> တိုင်းရင်သားချင်းချင်းညီညွတ်ရေးတိုင်းရင်သားလူတုညီညွတ်ရေးသာပါသမားတွေညီညွတ်တာတုံးမလို့ကျင်ပါဘူးတိုင်းရင်သားချင်းချင်းညီညွတ်ရေးတိုင်းသူပြည်သားလူတုညီညွတ်ရေးအဲ့ဒီညီညွတ်ရေးနှစ်ခုမရှိသမျှကာလပတ်လို့ဟဲ့ဒီတိုင်းပြည်ဟာလွတ်လပ်ပြီးလွတ်လပ်ရတော့လည်းပဲဘေးပါပြီးတက်တက်ဘေးသိုးရလှုပ်လှုပ်ဖားတဲ့တိုင်းပြည်ဖြစ်နေပါတော့ကျွန်တော်ပြောချင်တယ် အဲ့ဒီတော့ကဒီနှစ်ခုကိုခမားတို့ကမပြတ်ပါစီနဲ့ဘသူကဘာလုံးလုံးမပြတ်ပါစီနဲ့အဲ့ဒါအင်မတန်အရေးကြီးပါပဲကျွန်တော်တို့တကဒီရှင်နေမင်းဥပမာလို့ပြောမယ်ဆိုရင်လည်းပဲဟုတ်လားရှင်နေမင်းများဟာဒီသားကောင်ကိုလိုက်တဲ့နေရာမဲ့ကြီးရာငယ်ရာကိုပဒါနမထားပဲနဲ့ဟုတ်လားကြီးကြီးငယ်ငယ်လုံးလိုက်တဲ့နေရာမဲ့ အဲ့ဒီအတိုင်းမလုံလတ်တိုက်သွားတယ်အဲ့ဒီလိုထုံးအတိုင်းပဲဟုတ်လားကျွန်တော်တို့ကဘန်းတိုင်းရောက်တဲ့အထိအောင်မြင်မဲ့ချင်းဒီတိုင်အောင်ကျွန်တော်တို့ကဒူးစားမှုအားထုတ်မှုကိုကျော့လို့မဖြစ်နိုင်ဘူးလုံလဝင်းရောက်ကိုကျော့လို့မဖြစ်နိုင်ဘူးစတဲ့တပိုးတော့ကျွန်တော်လုတ်ဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ဗမာရင်မဲ့စောက်ကျင်တစ်ခုရှိဘာစောက်ကျင်တစ်ခုရှိလဲဆိုရင်ဒါကဒါလည်းပဲကျွန်တော်တို့ကျွန်ပြစ်ခဲ့ရတဲ့အတွက်ဖြစ်တာဖြစ်ခြင်းဖြစ်မယ် Alle so dat se banketung as leing bue wat ben met to leing bue kike. Le bue lo kame a le le net kame Na ne se panda me jou debu si go ne ne jou de se met tet tetho. Da ka cho ne na ne net le le pan me jou debu cho me se cho nai ne. မကြိုးစားခြင်းတော့ဘူးကျုံးမှာပါပဲกว่าဆိုခြေပြက်လက်ပြက်လို့တဲမခတ်ခြင်းတော့ဟုတ်လားဒါပါလဲဆိုရင်တကယ်တိုက်ပြီးထူတောင်းတဲ့နေရာမဲ့လွတ်လပ်တဲ့လူမျိုးနဲ့ထိုက်တန်တဲ့စိတ်ဓာတ်မျိုးမဟုတ်အဲ့ဒီစိတ်ဓာတ်မျိုးကကျုံဖြစ်တဲ့စိတ်ဓာတ်မျိုးကျုံပြင့်မဲ့စိတ်ဓာတ်မျိုးဒီစိတ်ဓာတ်မျိုးရှိနေသမျှကာလပတ်လုံးကျုံတို့ဗမာတွေကျုံပြင့်နေပါပဲလွတ်လပ်ရင်ရရင်လည်းပဲမြန်မြန်ပြန်ကျုံပြင့်ပါပဲဟုတ်လားလွတ်လပ်ရင်နောက်ဆုံးတစ်နေ့မကျုံဒီတိုင်အောင် အဲဂျုံတစ်ပြစ်တည်းတိုင်အောင်အခုနလို့ဖာတယ်လွတ်လာရဖြစ်နေမှာအဲတော့ကအဲလိုလဲဆိုလို့ရှိရင်ဒီဒီကအပြင့်ကအဲ့ဒီတော့အဲ့ဒီလိုဟလာနည်းနည်းလေးနိုင်လာလိုက်တယ်ရှေ့ကတားလာလိုက်တယ်ဆိုရင်တက်ထောင်ကျင်တဲ့အပြင့်ရှိအဲတော့လေတလေရတော့အဲ့လိုရှေ့ကတားလာလို့တက်ထောင်မိတာနဲ့ဟာဘွဲတပွဲမှာကျုံကိုသွားအဲ့ဒီအဖြစ်ဖြစ်ဒီတော့ဘောလုံးဘွဲကြည့်ကျွန်တော်တို့ပမာတွေဟလာဘောလုံးဘွဲမှာ

တရေဖြစ်ဖြစ်ရှုံးတာဖြစ်ဖြစ်ဖြစ်သွားတာမျိုးလဲကျွန်တော်တို့ဘလုံးပွဲရာတယ်မယ်ခင်ဗျားတို့ပြန်ပြီးစဉ်းစားကြည့်တွေ့မှာဟုတ်လားဒါတွေမကြသေးဘူးဟုတ်လားဒီရှုံးသွားတဲ့လူကလည်းပဲဘလုံးကန်လို့ရှိရင်ပထမအာပထမအပိုင်မယ်နိုင်ရွက်မယ်ရှုံးသွားရင်တော့တော်သေးရဲ့ခံနေတယ်ဒုတိယနိုင်ရွက်မယ်ကန်လို့7မိနစ်လောက်လဲကြာတော့ကိုကကိုယ့်ဘက်ကဂိုးလည်းမသွင်းနိုင်ဘူးဆိုအဲ့ဒီခါကျလူချတာဟုတ်လားဒါကျွန်တော်တို့ကဘလုံးပွဲတွေဘလုံးကန်တဲ့အပြင် အဲ့ဒါ sporting spirit မရှိဒါပါလဲဆိုလို့ရှင်ဗမာတွေစိတ်ထဲမှာတော့ဒါချင်းနေမယ်ပေါ့အမရိယာစိတ်ဓာတ်ထက်တယ်ပါလားတလွဲသပင်ကောင်းနေတယ်စာနဲ့အတူတူပဲဒါဒီစကားကဒီနေရာမှာသုံးဖို့ဟာတယ်ပဲဗမာတွေစိတ်ဓာတ်ကမဟုတ်တဲ့နေရာတွေတွားပြီးတော့နေတကယ့်နေရာတွေကျအသုံးမချအမပြေလွတ်လာရင်ရအောင်လို့အမျိုးမဲ့အသုံးမချခြင်းမူဟုတ်လားအမပြေပြန်နေတူတောင်းရင်လောက်တဲ့နေရာမျိုးမဲ့အသုံးမချခြင်းမူဗမာဗမာချင်းချဖို့မလုပ်ချင်နဲ့ဟုတ်လား အဲ့ဒါမျိုးတွေလှုပ်ခြင်းနဲ့ဒါမျိုးတွေလှုပ်ခြင်းတော့ဘယ်တော့မှအကျိုးမရှိဒီတိုင်းပြည်ဘယ်တော့မှပြန်လည်မတူတောင်းနိုင်ဘူးဒီတိုင်းပြည်ဘယ်တော့မှမလွတ်နိုင်နိုင်လွတ်လာရင်လည်းဘယ်တော့မှကြာနေတာလွတ်လာရင်မဖြစ်နိုင်အဲ့တော့အဲ့ဒီတော့ကဒီတော့ကျွန်တော်တို့အဲ့ဒီစိတ်ဓာတ်မျိုးကိုလုံးဝဖြောက်ပြစ်ဖို့လိုတယ်ကျွန်တော်တို့ကဘာလို့ပဲလှုပ်လှုပ်ပြီးတဲ့အထိနောက်ဆုံးတနေ့ပြီးတဲ့အချိန်မှာရှုံးမယ်ထင်းသည်ဖြစ်စေနိုင်မယ်ထင်းသည်ဖြစ်စေအကျော်တန်းသွဲနဲ့ကျွန်တော်တို့သွားဟဲ့ စ်တိုက်တဲ့နေရာမှာလည်းပဲအဲ့ဒီတိုက်သွားအင်္ဂလိပ်ကြည့်ကျွန်တော်တို့အင်္ဂလိပ်တွေကျွန်တော်တို့တပောင်းမဲ့အုပ်ချုပ်နေလို့ကျွန်တော်တို့ကဟာမုန်းပေမဲ့ဟုတ်လားအင်္ဂလိပ်တွေမဲ့ကြီးမွန်းစရာတွေအများကြီးရှိတယ်ဟုတ်လားအခုပြီးကြတဲ့စစ်ကြီးမဲ့သူတို့ဘလောက်အကျဉ်းအကျပ်ရောက်ခဲ့တယ်လဲအဲ့ဒီအကျဉ်းအကျပ်ဖဲခံနေပြီးတော့ကတခါတည်းကိုလွတ်မြောက်လာအောင်ဘလောက်သူတို့ခါတည်းကိုအန်ကျိတ်ပြီးတော့ကကတောင်းကျိတ်ပြီးတော့ဟုတ်လားအဲအဲ့ဒါလို့စူးစမ်းလဲဆောက်ကိုဒီလူတွေကိုကြည့်ပါ အဲ့တော့အဲ့ဒီလိုကြည့်တဲ့အခုလည်းပဲအဲ့ဒီသူတို့တိုင်းပြင်မဲ့နေရာတွေကိုကြည့်ပါပြီးတော့သူတို့တိုင်းပြင်မဲ့အခုလိုတက်တက်တဲနေရာတွေလူတွေမကြီးဘူးလားဆိုတော့ပုထုရှင်ဘာဝကြီးတော့ကြီးရပါပဲကြီးပင်ကြီးကြတော့လည်းပဲဒီနဲ့ကန်းနဲ့ကြီးကြဒီနဲ့ကန်းနဲ့အလုံးလုံးကြဟုတ်လားအဲ့ဒီလိုလုံနေကြတယ်ကျွန်တော်တို့တိုင်းပြည်မှာတော့ဒီကန်းကိုအခုနဲ့ကမရှိပဲဖြစ်ဟုတ်လားဒီကန်းမရှိတော့ကအခုနိုင်ငံရေးလုတ်တဲ့နေရာတွေမှာ နိုင်ငံရေးလှုပ်တဲ့နေရာတွေမှာခုနဲ့ကမ်းမယ်။နေကြည့်သမားသဘောတမ်းမယ်အလုပ်မျိုးတွေလုပ်နေတယ်။အခုကျွန်တော်သိသိလင်းလင်းပြောထားပါမယ်။မမပြေမယ်လူတို့ညီညွတ်ရေးဒိုင်းနာချင်းချင်းညီညွတ်ရေးတွေမပြောမပြင်းနဲ့မပြောမကွင်းနဲ့ဘသူမှဖောက်ခွင်းလို့မရလို့ရှိရင်ဟုတ်လား။နောက်ပြီးတော့လောဝဲသမားခေါ်တဲ့လူငယ်နိုင်ငံရေးသမားတွေညီညွတ်တဲ့ညီညွတ်နိုင်လို့ရှိရင် အဲ့ဒီဟာကြီးကြီးသောခမရတို့ရဲ့လွတ်လပ်ရေးပိုကောင်းလာမှာဟုတ်လားအဲ့ဒီဟာငယ်ငယ်လောက်ခမရတို့ရဲ့လွတ်လပ်ရေးကရတယ်ဆိုပေမဲ့နေနေလားဟုတ်လားခွင်ရင်နေလားနောက်တကအဲ့ဒီလိုနေရမဲ့နိုင်ငံရေးတချို့နမိုင်နိုင်ငံရေးသမားတွေတချို့ကြီးထိုးတာကိုခမရတို့ရောင်မှန်းလို့အင်မတန်ဖယိုးပရဲဖြစ်ကြရင်တော့ဖြစ်ရင်အဲ့ဒါခမရတို့လွတ်လပ်ရေးရမှာမဟုတ်ဘူးဒီတော့ ဒီရတွေကိုအားလုံးကိုအရင်ကြားပြီးတော့ကအခုတိုင်းပြည်ပြန်လဲတူတောင်ရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနည်းငယ်ပြောပြချင်ပါသေးဒီတိုင်းပြည်ပြန်လဲတူတောင်ရင်းနဲ့ပတ်သက်ပြီးတော့ကအခုကျွန်တော်တို့ဖြစ်နေရတဲ့အခြေအနေမဲ့အင်မတန်မဲ့သိုးနေကျွန်တော်တို့ဗမာပြည်ဒီစစ်ကြီးပြည်နောက်ဒီမမမင်းကကပပေါ်မဲ့ဟလာရှိတဲ့နိုင်ငံတွေတဲ့မဲ့ကျွန်တော်တို့ဗမာပြည်လို့နှခါ ဘီရနကနာပြစ်တဲ့နည်းအမနိုင်ငံလို့မရှိသေးပါဘူးဟုတ်လားကျွန်တော်တို့တိုက်ပြားဂျပန်ဝင်လာတော့ကလည်းပဲစစ်မြေပြင်ဖြစ်တဲ့အင်းလေးပြန်ဝင်လာတော့လည်းစစ်မြေပြင်ဖြစ်အဲလိုဘီရနကနာဖြစ်တဲ့အမပြာအင်မတန်မဲစီပွားရေးမဲ့ပျက်စီးနေအင်းလေးပြင်မဲ့လည်းပဲစီပွားရေးပျက်စီးအင်းလေးပြင်မဲ့စီပွားရေးပျက်စီးတော့အင်းလေးလူမျိုးတွေကတော့ဒီမန်ဂိမ်းနေပါရင်ညစိတ်တော့ကြာနေတာမဟုတ်ဘူးပေါ့လေ ဒါပေမဲ့ကျွန်တော်တို့တိုက်ပင်နဲ့ဇိုင်းတော့အင်မတန်ကိုစနစ်ပိုကောင်းနေတယ်အဲ့ဒါတွေနဲ့လှုပ်ပြီးချွေချေတာတာနဲ့နောက်၄ငါ၁၀ခုနဲ့ကြားတဲ့ခါကျလို့ရှင်းချောင်းလဲတကယ်ချောင်းလဲလားအောင်ဆိုပြီးကြိုးစားနေကြဟုတ်အရှင်းတန်ပြည့်နဲ့မြင်အောင်ဆိုပြီးကြိုးစားနေကြဆိုပြီးယူနီယံပဲဆိုရင်လဲစစ်ကြီးပြီးရင်ပြီးချင်းငါနဲ့စီမံကိန်းဆိုတာလှုပ်ပြီးတော့ကခါရဲအခုချိုးချမ်းမှုတွေလုပ်နေကြတယ်ဆိုပြီးယူနီယံပဲရှေ့ကလို့ တာရတောက်ရနေရထိုင်ရမရှိတော့ဘူးဟုတ်လားဘာပြုလို့လဲဆိုရင်စစ်ကြောင်အင်မတန်ပဲပြည့်စည်တဲ့အတွက်ပြန်ပြီးတော့ခြွေတားရတဲ့အခြေအနေမျိုးပြန်ရောက်လာဟုတ်လားအဲဒီလိုဖြစ်နေကျွန်တော်တို့ဗမာပြည်တော့ဒါနိုင်ငံခြားထွက်ကြည့်မှခင်ဗျားတို့သိဟုတ်လားဟိုစစ်ပြည်နေတော့ကျွန်တော်ဂျပန်ပြည်ရောက်ဘူးတဲ့ဂျပန်ပြည်ရောက်ပြီးတော့ဂျပန်ပြည်ကလူတွေကကျုပ်တို့ဗမာပြည်လိုဝေါဝါလန်လန်ပေါ်ပေါ်များများမစားရဘူးအဝဝတဲ့နေရာပဲပေါ်ပေါ်များများမိုးရဘူးအသားစားတဲ့နေရာပဲပေါ်ပေါ်များများမစားရဘူး နေရတဲ့နေမလို့တတ်တတ်ရနေရတယ်ဒါတော့မှန်အဲ့ဒါဒါတော့ကသိရှိလာများလုံထားတဲ့အတွက်တတ်တတ်ရနေရတယ်ကျွန်တော်တို့ဒီကတော့အဲ့ဒီလိုမဟုတ်ဘုံပေါ်လို့ဩသာသောနေတိုင်းနေကြတာပဲပြတ်တယ်ပြတ်တယ်ဆိုတဲ့အထက်ရတယ်အဲ့ဒီတိုင်းနေကြတာဒါဟိုတုန်းကတော့ဂျပန်ပြာတနည်းမကောင်းလို့ဒီလိုကြက်ကြက်တဲ့နေရာသမားရဲ့လို့ကျွန်တော်စိတ်ထဲအောက်မေ့ပြီအခုဒီစီစီပြီးတော့ကျွန်တော်လိုက်ပြီဟုတ်လားဒါတဲ့မယ်လည်းဖတ်ရတယ် ဒါနဲ့မလဲဖတ်လေကိုယ်တိုင်းနဲ့မြင်လာတဲ့နိုင်ငံမရှိအိန္ဒိယပြည်ကြီးသွားပြီဥပမာဟိုတယ်တွေသွားရင်ကိုမိတ်ဆွေတွေခေါ်ပြီးကျွေးကျင်နိုင်မကျွေးနိုင်ဘူးအဲ၂၄ရောက်တဲ့ပိုးပြီးတစ်ခါကိုပိုးပြီးမကျွေးနိုင်အဲပုံမှန်မရအာလူတလူတစ်ခုတည်းရခမင်းအရှင်းသာမရဟုတ်လားနောက်ပြီးတော့တစ်ခါတည်းကိုရှင်းမယ်တမေရဲမပူရအင်္ဂလိပ်ပြင်မယ်အဲ့ဒီရမရဟုတ်လားရှင်းတမေခမင်းခမင်းမရဘူးခြံမရဘူး ပေါမှုဆိုရင်အရင်ကတည်းချော့ရအဲ့လိုချွေချွေတာတာနဲ့အခြားတိုင်းပြည်တွေနဲ့အဲ့လိုချွေတာပြီးချိုးကြံပြီးတော့အခုနယ်ပြန်မယ်ပြန်လဲထူတောင်းရေးလုံကလုံနေကြကျွန်တော်တို့တိုင်းပြည်ကစက်တယ်စက်တယ်ပြောနေကြတဲ့အသေးကလူတွေဘုံဘောလို့အော်သုံးကြုံဆွဲကြတုံးတယ်ဟုတ်လားအဲ့ဒီတော့ကျွန်တော်တို့ဗမာတွေကစီမရှိမစားနိုင်ဘူးလို့ပြောတယ်အဲစီမရှိမစားနိုင်တာကတော့မှန်ပါတယ်သို့တော့ဟုတ်လား ဒီစီရာဘာအတွက်သုံးနေကြတယ်လဲသုံးတော့လောသုံးလားမသုံးဘူးလားဒီတွေသွားကြည့်ပါအိမ်တွေသွားကြည့်ပါဟုတ်လားသုံးတော့လောသုံးလားမသုံးဘူးလားတခြားတိုင်းတွေသွားကြည့်ပါအဲဒီကိုဒီလိုဘုံမလောသုံးနိုင်လားမသုံးနိုင်ဘူးလားခင်ဗျားတို့ဒီတွေကိုဘုံမလောသုံးနေတော့ခင်ဗျားတို့စိတ်ချမြေတော့ကဘာမှအရေးမကြည့်ဘူးလို့ရှင်းတယ်အဲဒီလိုဘုံမလောသုံးတဲ့အတွက်ကလေးပြေကနေပြီးကျွန်တော်တို့ နှင်းစင်နှင်းစင်စီရီအမြောင်များ တွင်းပြီးတော့နေရတယ်အဲ့ဒါကြောင့်ခမားတို့ကသေးကြည့်တယ်ကြည့်တယ်သာအကြောင်းတရားတဲ့မဲ့ခမားတို့ဘုံဘော်လောနေလို့ဒီစီရီကိုတခြားနိုင်ငံကတွင်းနေရတဲ့အတွက်ဟုတ်လားအပေါ်တွင်းနေရတဲ့အတွက်ခမားတို့ဒီလိုဖြစ်နေသေးကြည့်တဲ့နေရာမှာအကြောင်းတရားပါဟုတ်လားဥပမာတစ်ခုနဲ့အများကြီးတော့ရှိတယ်ပေါ့ဗျာအကြောင်းတရားကိုကျွန်တော်ပြောပြအဲ့တော့အဲ့ဒါမျိုးတွေဖြစ်ငရုတ်ကျက်သွန်ကြည့် သမာပြီမယ်ငရုတ်ကျဲတုံကိုဘကိုကိုစိုက်မရနိုင်ဘူးလားကိုဘကိုစိုက်မရနိုင်ဘူးလားဟဲ့ကျွန်တော်တို့စင်ကျွန်တော်စင်ကျွန်တော်အိမ်မယ်ကျွန်တော်စိုက်တာအဲ့လိုကိုဘကိုဘကိုကိုအိမ်ညာကွက်လာရှိတဲ့နေရာမှာရှိကြတဲ့လူကစိုက်ကြပါလားမစိုက်ကြဘူးဆိုရင်မယ်ကိုရောမြတ်ပြဝယ်စားကြတာအဲ့တော့ကဒီဝယ်စားတော့အဲ့ဒီငရုတ်ကျဲတုံဘယ်ကလာလဲမှတ်လဲအိန္ဒိယပြည်ကလာတယ်ဟုတ်လားအိန္ဒိယပြည်ကလာတော့ ခင်ဗျားတို့အိန္ဒိယပြည်ကိုခင်ဗျားတို့ပိုက်ဆံပေးနေအဲလိုပေးနေရတဲ့အတွက်ဒီတန်းကျင်မဲ့ရနိုင်တဲ့ပစ္စည်းကိုတခြားနိုင်ငံကဝယ်ရတဲ့အတွက်ဟာခင်ဗျားတို့မဲ့အခုဈေးကြီးတယ်ကြီးတယ်ဆိုတာဒါတွေဖြစ်တာတွေပဲအကြောင်းတည်းကဟုတ်လားအဲဒီတိုင်းပဲအခုဆန်စားတဲ့နေဆန်စားတဲ့နေရာမဲ့ကျွန်တော်တို့ဆရာဝန်တွေနဲ့ဒီဒီအာဟာရဓာတ်ကျန်းတွေကိုနားလည်တဲ့ဟုတ်လားလူတွေနဲ့တိတိကျကျတွေ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့တိုင်ပြင်မယ်စားတဲ့ အာရရအပြုံးအကုန်ပြန်ပြန်ချင်းစကြည့်မယ်ဆိုရင်အခြားနိုင်ငံတွေနဲ့ပိုးနေပိုးနေတော့အခုကျွန်တော်တို့ပြင်မယ်ဆန်ကတော့လုံလောက်လုံလောက်ရုံနဲ့မကဘူးပိုးနေနိုင်ငံသားကိုတင်ရတင်ရောက်ရနိုင်ငံသားတင်ရောက်ရပြင်မယ်ကျွန်တော်တို့စစ်မဲ့ပြခင်ကတော့ကျွန်တော်တို့မပိုးဘူးပိုးပိုးချမ်းချမ်းမရှိဘူးအဲ့ဒီမဲ့ဟုတ်လားကျွန်တော်တို့လူမျိုးတွေစားရကလည်းရှေ့ကတည်းချော့မစားဘူးဟုတ်လားချော့လည်းမစားဘူးအရင်ကလိုပဲဘုံဘလောစားလုံးအပေါ်ရများကြီးရှိတော့ တိုင်းပြည်ပြန်လဲထူထောင်တဲ့လုပ်ငန်းမင်းလည်းပဲအဲ့လိုပဲတဆင့်တက်ပြီးရုံလုံးပေါ်လာပေါ်လာတာကိုမြင်အောင်ပါအဲ့လိုမြင်လာပြီးတော့တဆင့်နဲ့တဆင့်လုံးတဲ့များမဲ့အကောင်းဆုံးအလွယ်ဆုံးဟုတ်လားအေးဆုံးဆိုတဲ့ဤကိုကျွန်တော်တို့ကပထမရှိဦးစွာရှားပြီးကျွန်တော်တို့လုပ်ပါပဲတို့တော့လည်းပဲအဲ့လိုလုံးလို့မရဘူးဆိုလို့ချင်းလည်းပဲတုတ်တုတ်ရှေးကပြောလာခဲ့တာလည်းရှိပါတယ်ခင်ဗျားတို့ပြန်ပြီးတော့စဉ်းစားကြည့်ဟုတ်လားအင်းနဲ့မရရင်ရနိုင်တဲ့နည်းနဲ့လုပ်ရမှာပဲဟုတ်လား ပြီးတော့အတင်းလုတ်တဲ့ကာလည်းပဲအရင်တကကျွန်တော်ပြောခဲ့သလိုပဲနိုင်ငံရေးဘက်ကကျွန်တော်တို့အင်းနေပြီးတော့ကမဟုတ်တဲ့နေရာမဲစူတဲ့ပူတဲ့ဘက်ကတော့ကဟလာပိုးလာလို့တောင်ဖြစ်နေပါတယ်လို့ကျွန်တော်ပြောခဲ့အဲဒီတော့ကအဲဒီလိုမဟုတ်တဲ့နေရာမဲသူပူတောင်းချမ်းမှုတွေကိုမမပေချစ်တဲ့လူတွေမန္တလေးဝိုင်းဝန်းကူညီနိုင်နေမှုလို့ရဘဒုကမအားပေးဖို့မလိုဘူးဟလာဟလာသို့တော်လည်းပဲ အမပြည့်လွလာရေးထူတောင်းရေးအမပြည့်တိုင်းတိုင်းလူပြည်သားတွေညီညာရေးညီညွတ်ရေးလူတို့ရဲ့ညီညွတ်ရေးတိုင်းရင်းသားတွေရဲ့ညီညွတ်ရေးအတွက်လောက်တဲ့နေရာတွေမှာကုတဲ့ပိုးပြီးစားတဲ့တပိုးတိုးပြီးအလုပ်လုပ်ကြဖို့လို့ရဲကျွန်တော်တို့တယ်မကျင်းနေသိအဲ့တော့အဲ့ဒီတော့ကဒါတွေအားလုံးအလုပ်လုပ်ကြဖို့လို့ရဲဒီလိုလောက်နေကြမှဒါလည်းလွလာရေးဟာလည်းပဲကျွန်တော်တို့ရည်ရွယ်မှန်ထားတဲ့အချိန်အပိုင်းအတွက်ပဲရလဲရမယ်ရပြီးတဲ့နောက် <laughs> ကျွန်တော်တို့ရှင်းစစ်လက်ပြီးတော့ကအားလုံးအဲရှင်းကံပြီးတော့အလုံးလုံးနိုင်မှ အနည်း20လောက်ကြာရင်ကျွန်တော်တို့တန်ခါကြအနည်း20လောက်ကြာရင်တန်ခါကြမယ်ဆိုတာကကျွန်တော်နည်းနည်းရှင်းအောင်ကျွန်တော်ဆက်ပြောခဲ့ခြင်းဥပမာနဲ့ပြောခဲ့ခြင်းဥပမာပညာရေးကြည့်မလားပညာရေးမယ်ကျွန်တော်တို့ပမာပြေးမယ်ဟုတ်လားအရင်စစ်လက်ဖြစ်ခင်ရတဲ့ကိုအင်မတန်အောက်ကျနောက်ကျဖြစ်အင်မတန်အောက်ကျနောက်ကျဖြစ်နေတော့ကွာ အကမ်းမဲ့မူလတန်းအဲပညာမသိမနေရဥပဒေလုတ်ပေးပါလို့ပြောဥပဒေလာလုတ်ပေးမဲ့ဘလောက်ကျူသာဘလောက်အလုံးလုံးမဘလောက်ကြံမအဲ့ဒီအကမ်းမဲ့မူလတန်းမသိမနေရပညာသာမမာပြေတပြေလုံးဟလာရွာတိုင်းမြို့တိုင်းပဲဖြစ်မလဲဆိုရင်အနည်းနဲ့ဆယ်လောက်ကြာမှဖြစ်လိမ့်မယ်။ဒါဖြစ်လို့အခုရှိတဲ့ဇာရီကအင်မတန်နေနေတယ် ဒီဆရာတွေကိုသိရမယ်ဘောလိကျောင်းနေခွေးရအောင်မယ်အဲ့ဒီကျောင်းနေရှိရအောင်မယ်ကျောင်းအဆောက်အဦတွေရှိရအောင်မယ်ကျောင်းအဆောက်အဦတွေပြင့်ဒီကျောင်းနေမယ်သုံးမယ်ကရိယာတစားပလာစာအုတ်ခဲတန်းကျောက်တင်ဘုံဘီတို့အကုန်လုံးရှိရဒါတွေလည်းစုံစုံနေနေရှိရမယ်အဲ့ဒီအရေကုံမဲ့ငွေတရဘလောက်ကုံမလဲဆိုလို့ရှိရင်ဟုတ်လားကတိပေါင်းအများကြီးချီပြီးကုံမယ်အဲ့ဒါအဲ့ဒါ အနည်း20လောက်ကျွန်တော်တို့ကျုံလုတ်ပါမှဟလားအနည်း20လောက်ရှိမှခင်ဗျားတို့ကရက်ဒီအမပြေတပီလုံးဟေးအခမဲ့မူလာတမတင်မလေးရပညာစာတတိုင်းတပီလုံးရွာတိုင်းမြို့တိုင်းမဖြစ်ဟလားဒီကြအတွင်းမလဲပဲဟိုနေရာကမတိတိစတာဒီနေရာကမတိတိစတာကိုလည်းကျွန်တော်တို့ပြန်ပြီးတော့လုံရဲဟလားအဲ့ဒီလိုလုံနေအောင်ကျွန်တော်တို့ကလုံရမယ်ဆိုရင်ခင်ဗျားတို့ပြေးအောင်လုပ်လို့ဟာဒါမလုံဘဲနဲ့တော့ဖြင့် လွတ်လာရေးရပြီမဲ့ဒင်းင်းနဲ့မှခင်ဗျားတို့ဟလာလွတ်လာရေးအရတော့ကိုတက်ပြစ်ပြင်းပြင်းစံစားရမှာမဟုတ်ဘူးသာဘယ်လိုဆိုရတက်တက်ကွန်မြူနစ်ဆိုရတက်တက်ဆိုရလက်ဆိုရတက်တက်ဒါဆိုရပဲတက်တက်အဲ့ဒီအလုံးမလုံးပဲနဲ့ခင်ဗျားတို့မဖြစ်ဘူးဆိုတာကိုကျွန်တော်တက်ပြစ်ကြရေးကြည့်ပြောရဲအဲ့ဒီတော့ကခင်ဗျားတို့ကလွတ်လာရေးကိုလို့ချင်းရင်လွတ်လာရေးရနိုင်တော့တဲ့ဒီကံကြည့်ကြပါ ဒုလရင်းကိုလိုချင်ရင်ဒုလရင်းနဲ့ဒုလရင်းကို ရနိုင်တဲ့ညီညွတ်မှုကိုအဲထိမ့်သိမ့်ထားတာဒုလရင်းကိုလိုချင်ရင်ဒုလရင်းကိုရနိုင်တဲ့ရနိုင်လောက်ရနိုင်ရနိုင်တဲ့သူတောင်မှုကိုလောက်ကြပါအဲ့ဒီလိုလောက်ပြီးတဲ့နောက်လည်းပဲရှေ့ကိုလွတ်လပ်ရင်အရတော့ကိုခံစားခြင်းနဲ့စံစားခြင်းနဲ့ဆလို့ခြင်းလည်းပဲအလောက်လောက်ကြဖို့ဒီကံစီကြဖို့အခုနယ်ကလေးကခင်ဗျားတို့ကိုကိုခင်ဗျားတို့အပြင်းဒိုးတယ် အကျင့်ဟောင်းနေဟုတ်လားတောက်ကျင့်နေကိုရှင်းကြဖို့လိုပြီဆိုတာကျွန်တော်ခဏပြောခဲ့ချင်